โอเคကျွန်တော်ဒီနေ့ပြပြောပါမယ်ဆိုလို့ရှင်ကျွန်တော်4 day loss of power တဲ့ဟာ low number 4 day ကိုပြောသွားပေးမယ်4 day loss of power ဆိုတာဒီမြန်မာပြည်မှာလူကြိုက်များတဲ့အစားအသောက်တွေတော့ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဖတ်နေခဲ့တာလွန်ခဲ့တဲ့နှစ်နှစ်ကလေးကဖတ်နေခဲ့တာပါဒီနေ့မှာတော့ကျွန်တော် low number 48ကိုပြပြပေးမယ်အဲ့ဒါမပြောခင်မှာကျွန်တော် power ဆိုတာဘာလဲဆိုတာရှင်းပြပေးမယ် power ဆိုတာဒီလူတွေနဲ့ကိုလိုချင်တာကိုရအောင်လုပ်နိုင်တာဆိုတာ power ဖြစ်ပါတယ်။တစ်ဖက်လူ power သုံးနိုင်လဲပြန်ခုတ်ခံနိုင်တာလည်း power ဖြစ်တယ်။ ဟောပါပါဆိုထိရိကိုင်တယ်လို့မရဘူး။ तू ကစဉ်းစားပြီးရောအကွက်ရွှေ့ရတာပါပါဖြစ်ပါတယ်။ဟောပါပါဆိုပါလဲပေါ့ရွှေလာပတ်စံလာမဟုတ်ပါဘူး။ तू လည်းပါပါတဲ့အခုဖြစ်ကောင်းဖြစ်မှာပေါ့။ဒါပေမဲ့ ပါပါစွာဒီလူတွေချမ်းမှာကိုလိုချင်တာကိုရွေ့လျားသွားနိုင်ပြီးတော့ရအောင်လုပ်နိုင်တာပေါ့နော်လူတွေလက်စားရင်လည်းကိုကခံနိုင်တာသူ့ပြန်တုံးပြန်နိုင်တာပြန်လှည့်စားနိုင်တာပါပါလို့ခေါ်ပါတယ်ဆိုတော့ဒီ48 loss of power ရဲ့အစားအစရာက perfect green ဖြစ်ပါတယ်သူကဒီ strategy ဘိုင်းမှာ human nature ဘိုင်းမှာအရန်တော်ရလူတယောက်ဖြစ်ပါတယ်ကျွန်တော်အချိန်ဆုံးစားရေးဆရာတွေတောက်ဖြစ်ပါတယ် ဆိုတော့ lone number 48 assume for less နဲ့ကပါပြောရလဲဆိုတော့ပြောချင်တာ form ရှိပဲနေမှာပေါ့နော်လူတယောက်မှာတမောစီးပွားရေးတစ်ခုမှာသူတို့က rigid ခိုင်မာတိတ်တီးတဲ့ form တစ်ခုတည်းနဲ့ပဲသွားနေဆိုလို့ရှိရင်တချင်ရလို့ရှိရင်အဲ့ဒါက သူတို့တွေအားနည်းချက်တခုဖြစ်လာနိုင်တယ်ပေါ့နော်ကိုက flexible မဖြစ်ဘူးလက်ရှိရှိနေတဲ့ trend တွေနဲ့ trend ဆိုတာကျွန်တော် TikTok trend ကိုပြောရမှာမဟုတ်ပါဘူးလက်ရှိရှိနေတဲ့ economic trend တွေနဲ့ human nature တွေနဲ့မစိတ်ဝင်နိုင်ဘူးဆိုလို့ရှိရင်အဲ့စီးပွားရေးတမို့အဲ့လူတယောက်ကတစ်ချိန်မှာသူကင်ထားတဲ့အရာကသူ့အတွက်အားနည်းချက်ဖြစ်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အရှင်းဆုံးပြောရမှာဆိုရင်တော့ be like water ပေါ့နော် Bruce Lee ပြောသလို be like water ပေါ့ ဟိုဆိုင်းစီကတော့မာဂရီနဲ့ဥမာပေးထားတယ်မာဂရီဆိုတာကဒီနတ်ဖျားရဲ့နာမည်ကိုနာမည်ပေးထားတာပေါ့နော်သူအစွမ်းတတိယပါလဲဆိုတော့နေရာတန်းကိုသူကစိတ်ဝင်နိုင်တယ်မာဂရီဆိုတာမြင်မှုမှထင်ပါရင် तू ကခြင်လို့မရဘူးလက်မလက်မခြင်လို့ရှင်သူကခြင်လို့မရဘူးဒါပေမဲ့ तू ကဟိုအပေါက်တွေအကုန်လုံးသူကစိတ်ဝင်နိုင်ပြီးရောသူခဲဝနိုင်တယ်မာဂရီလို့ကျွန်တော်တို့ကဖြည့်ရမယ်ပေါ့နော်ကိုယ်မှာ rigid plan ပေါ့ဒီတိတ်တီးရဲ့ plan တစ်ခုနဲ့မြင်သွားလို့မရဘူး formlessness form လုံးဝမရှိရဘူး mobility ရွေရနိုင်စံပိုကောင်းရမယ်ပေါ့နော် အဲ့ဒါလေးကျွန်တော်တော်တော်သဘောကျတယ်ဆရာကြီးဆရာကဒီစပါတာတွေနဲ့ဥမှန်ပေးသွားတယ်ဒီစပါတန်တွေကတိုက်ရိုက်ခိုက်မှာအရန်ကောင်းတယ်စထရက်မှာအရန်ကောင်းတယ်သူတို့ကတိုက်ခိုက်ဖို့ပဲတည်တာဒီတိုင်းပြည်တိုင်းပြည်ချူတောင်တဲ့နေရာမှာသူတို့အရန်ညံ့တယ်သူတို့ကသူတို့ရှိရာကိုကာကွယ်ဖို့ကလွယ်ပြေကျွန်တော်ကျွန်တော်မလုပ်တတ်ဘူးသူတို့မှာ plan တစ်ခုပဲရှိတယ်ကာကွယ်မယ်တိုက်ခိုက်မယ်ပေါ့နော်ရေရှိမှာကာကွယ်နဲ့နေနေမိတ်လေးကသူတို့ရဲ့ဒီ chain zero လေးကတစ်ချိန်ကျတော့သူတို့အားနည်းချက်ဖြစ်လာတယ်အဲ့ဒါအန္တရာယ်များတယ်ပေါ့နော်စပါတန်တွေရဲ့စစ်ပွဲမှာဆိုရင်ဘာပြောလဲဆိုတော့စပါတန်တွေနဲ့တိုက်ခိုက်တဲ့အခါမှာတစ်ဖက်ကသူကစစ်ရေးနဲ့မတိုက်ခိုက်ဘဲနဲ့ငွေချင်းနဲ့ တဲ့တိုက်ခိုက်တယ်သူတို့ငွေသားတွေကို Spartan နေနဲ့မှာစီးစင်းနေရလို့တယ်သူတို့ဒီ currency ကိုစီးစင်းနေရလို့တယ် culture နဲ့စီးစင်းနေရလို့တယ်လက်နက်မဟုတ်တဲ့စစ်ပွဲမဟုတ်ဘဲနဲ့ဟိုယဉ်ကျေးမှုရစီးစင်းအောင်လုပ်ပြီးတော့ဒီ Spartan ကိုအနိုင်ယူသွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့နဲ့ဒီထိုင်းနိုင်ငံနဲ့ဆိုလည်းဖြစ်နေတဲ့အရာတစ်ခုပဲလို့ကျွန်တော်ထင်တယ်ထိုင်းရဲ့ culture တွေဒီကျွန်တော်မြန်မာ culture တွေကိုချို့ရရ based အားယူထားတယ် reference တားယူထားတယ်ဒါပေမဲ့ကမ္ဘာမှာသူတို့ကပြန့်နေနေပြီသူတို့ရဲ့ brand အနေနဲ့ပြန့်နေနေတယ် trademark တစ်ခုအနေနဲ့ပြန့်နေနေတယ်ဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်လို့ရှိရင်တကြံဆိုရတယ်ကျွန်တော်တို့စီက လာတာပေါ့နော်ဟိုတခြား culture တချို့တော်တော်များများကလည်းကျွန်တော်တို့ဇီကလာပြောရင်ကစစ်တိုက်နေမှာအစ်မဟုတ်ဘူးတခြား culture စိတ်ဝင်နိုင်တဲ့ culture တွေကလည်းအစ်ပဲလို့ကျွန်တော်ပြောချင်တာဒါကြောင့်အမေရိကန်က TikTok ကိုအရင်လိုချင်နေတာပေါ့နော်သူအရင်ပိတ်ပင်နေတာသူအရင်ဝယ်ချင်နေတာပေါ့ဒီအမေရိက US မှာဆိုတော့ formlessness ဖြစ်ရမယ် plan တစ်ခုကြီးပဲတိတ်တဲမရှိကြဘူးကွာအရင်အလုံးစိတ်ဝင်နိုင်ရမယ်အခြေအနေနဲ့ adapt လုပ်နိုင်ရမယ် mobility ကောင်းအောင်မယ်ပေါ့နော် reach နိုင်စင်ကောင်းအောင်မယ်လို့ပြပြထားခြင်းဖြစ်ပါတယ်မိတ်ဆွေရ48 loss of power ကိုဖတ်ဖို့လားအဲသဘောကျရလားသဘောကျလို့ရှိရင်မိတ်ဆွေရအကြိုက်ဆုံး loss ပြောပြပေးခဲ့ပါဦးမင်္ဂလာပါကျွန်တော်အောင်စောမှာတုံညာရဲ့တုတ်ကိုပြောင်းနိုင်တဲ့အသက်25နှစ်ရွယ်လူငယ်တယောက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်